တခိုးဖြစ်တာမဟုတ်ဘူးခိုးကျင်လို့ကိုတခိုးဖြစ်တာလက်ကျုံးမတင်းလို့တခိုးဖြစ်တာဟောတာကိုမှန်တယ်လို့တော့မပြောကြနဲ့ပကံလေး73ချက်ခိုးလဲတခိုးဖြစ်တယ်လေအခုဂတိပေးထားပြီလေအဖွားကဘယ်တော့အခါမှအကျင့်စာရိတမကောင်းတဲ့တခိုးချဘိုးသိအောင်မတနာနဲ့အရန်တနာနဲ့ရှင်တို့သားသမီးနဲ့ပေးစားလိုက်အလုံးမွေးမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုးပို့လိုက်ပါနဲ့ရှင် မြမခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့လန်ကာယာနော်တခုကိစ္စနဲ့ပတ်သက်ပြီးတော့လန်ကာယာကိုရနော်ပြောထားတဲ့စကားတွေထဲမှာနော်မရှိရင်လူစားလို့ရတယ်နော်တိုက်စားလို့ရတယ်ဆိုပြီးတော့ပြောထားတယ်ရှင်အကြောင်းမလို့နော်ဒီလိုစကားမျိုးနဲ့အများသူငါရဲ့နားကိုနော်အစိမ့်မခတ်တင်ဘူးဆိုပြီးတော့ပြောပြလာတယ်မအင်မတင်ရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်မြမနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အခုမြန်မာပြည်မှာဖြစ်နေတဲ့အနေအထားဆိုလို့ရှိရင်ဘာဖြစ်သလဲဆိုရင်ကျွန်တော်တို့လူအများစုက အရန်မြစ်တာတရားကြီးမားကြတယ်ကျွန်တော်တို့မြန်မာပြည်ကလူတွေကနော်ကိုထက်နေပါနေတဲ့သူအပေါ်မှာအရန်မြစ်တာတရားများတယ်အဲ့ဒီလူကိုထက်တာသွားတယ်ဆိုရင်တော့မူတီတာတရားမထားနိုင်ဘူးအောင်မြင်နေတဲ့သူတွေကြော်ကြားနေတဲ့သူတွေအစဉ်ပြေနေတဲ့သူတွေကိုဆိုရင်အကြောင်းမရှိအကြောင်းရှာပြီးတော့မှဝေဖန်ဆင်းဆိုတိုက်ခိုက်ချင်တယ်နော်အားနေတယ်လို့သူတို့ထင်လိုက်တဲ့သူဆိုရင်တော့တခိုးတောင်မှပဲအလှူငွေပေးတဲ့နိုင်ငံကျွန်တော်တို့တိုင်းပြည်ကြီး တခိုးတောင်မှပဲပကံလေး73ချက်ပဲခိုးတာပဲခိုးပါစေတထီးထစ်ခိုးခြင်းရွှေဆိုင်ကိုခိုးမှာပေါ့ဖုံးဆိုင်တွေကိုခိုးမှာပေါ့အဲ့ရွှေဆိုင်တွေဖုံးဆိုင်တွေလည်းမလင့်လို့မခိုးတာလေလင့်ခိုးမှာပဲပကံ73ချက်တောင်ခိုးပါတယ်ဆိုမှတော့ရွှေလဲခိုးလို့ရရင်ခိုးမှာပေါ့စိန်လဲခိုးလို့ရရင်ခိုးမှာပေါ့တယ်လီဖုန်းတွေလဲခိုးလို့ရရင်ခိုးမှာပေါ့ဟုတ်လားပကံ73ချက်လုံးဟာမျိုးတောင်မှခိုးပါတယ်ဆိုမှတော့ အဲ့တော့သူများစီကပစ္စည်းကို ခိုးတယ်ဆိုတာမှမကန်73ချက်ထင်းမလုံးလို့ဆိုတာမျိုးမရှိဘူးအတူတချောင်းခိုးလဲတခိုးဟာတခိုးပဲခိုးမှုမြောက်တယ်ဟုတ်လားအဲ့တော့ပကံလေး73ချက်ပဲအဲနောက်ဆုံးလှူခြင်းနေဆိုလို့မလို့အခွင့်ရေးပေးတယ်လို့ဆိုတဲ့စကားလုံးနေလဲတွေ့တယ်အခွင့်ရေးပေးလို့ရပါတယ်လှူလို့ရပါတယ်ဒါပေမဲ့ ကိုကအများသူငါကို ထုံလွင်ပြသနေတဲ့ဗီဒီယိုဖိုင်လေးမှာ ခိုးတာကိုမှန်နေလို့တော့တုံ့နှောင်းလို့မရဘူးခိုးတာအပြစ်ရှိတယ်မခိုးရဘူးခိုးတာကိုလက်သက်မခံဘူးခိုးတာဟာမကောင်းဘူးနောင်လာနောင်သားတွေဒီလိုခိုးတဲ့အမှုကို ပြုတ်လို့မရဘူးဒါဟာပြစ်မှုဖြစ်တယ်ဆိုတာကိုကျမတို့ကမျှဝေရမယ်ဆယ်လီဂျန်တဲ့သူတွေ၁၇လီဂျန်တဲ့သူတွေ social influencer လုပ်ချင်နေဆိုတဲ့သူတွေနာမည်ကြီးချင်နေဆိုတဲ့သူတွေဟုတ်လား toxic မဖြစ်စင်ရဘူးနောက်မျိုးဆက်ကို toxic ဟိုအစိတ်မဖြစ်စင်ရဘူးဟုတ်လားကျွန်မပြောတာကူချင်နေဆိုကူလို့ရပါတယ်အခွင့်အရေးပေးချင်နေဆိုအခွင့်အရေးပေးလို့ရပါတယ်အခွင့်အရေးပေးတာမှားသလားမမှားပါဘူးပေးပါဒါပေမဲ့ ကံလေး73ချက်ခိုးတာနဲ့မြန်မရှိလို့ခိုးမိတာ ਉਹ ဘာဖြစ်တာလဲစာဝင်နေအတွက်ခိုးတာဘာဖြစ်တာလဲဒီလောက်နဲ့ဘာဖြစ်သွားလို့လဲမဟုတ်ဘူးစင်းရဲလို့ခိုးတာလေစင်းရဲလာတိုင်းတခိုးဖြစ်လို့လားစင်းရဲလာတိုင်းတခိုးဖြစ်လို့လားရှားပေါ်မှာမျက်ပေါက်ပြီးတော့မှလေပတ်စံပူပင်းရင်တော့မယူတဲ့ သားတွေအများကြီးရှိတယ်။ကျမတခါပြောဖို့ပါတယ်မီးပွိုင်မှာစပယ်ပန်းလေးဝယ်တော့ကျမအခက်လေးလေးကိုပြန်တောင်းမှန်ခဲ့ရတယ်ဆိုတော့ဗီဒီယိုဖိုင်လေးပြောခဲ့ပြီးသားပါ။ပတ်စံဒီတိုင်းပဲပေးလိုက်တာ9000နဲ့တရားထုတ်ပေးလိုက်တာမယူဘူးတဲ့သူစီကပန်းဝယ်မှာတဲ့သူပန်းရောင်းစားတာတဲ့သူတောင်းစားတာမဟုတ်ဘူးတဲ့။နော်။ ဆိုတော့ okay အဲ့ဒါဆိုလို့ရှိလို့ရှိရင်ဒီပန်းတွေအကုန်လုံးဘလောက်ဖုံးလဲဆိုပြီးကျမအကုန်လုံးပန်းတွေဝယ်ခဲ့တယ်။နော်ပန်းတွေဝယ်ခဲ့ပို့ပေးတယ်ပို့ပေးတာလည်းမယူဘူး။ကျမတော့မှသားရဲ့လို့သားဒီဒီစိတ်ကလေးကိုအမြဲတမ်းထိန်းသိမ်းသွားပါနော်လို့အန်တီကလေလို့တောင်းပန်ပါတယ်လို့သားရဲ့ဒီစိတ်ကလေးကိုလည်းအန်တီကဂုဏ်ပြုပါတယ်။ဒါကြောင့်မလို့သားရဲ့ဒီပန်းတွေအကုန်လုံးအန်တီဝယ်တာပါဆိုပြီးကျမအဲ့ဒီစပယ်ပန်းတွေအကုန်လုံးဝယ်ခဲ့တယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးပြောခဲ့ဘူးပါတယ်။စင်ရတဲ့အတိုင်းမခိုးပါဘူး။ နော်စင်းရဲလို့စားစရာမရှိလို့အကုန်စားစရာမရှိတဲ့သူတိုင်းတခိုးမဖြစ်သွားခဲ့ပါဘူးခိုးချင်လို့ကိုခိုးတာအဲ့တော့ခိုးတယ်ဆိုတာမှလည်းပကံလေး73ချက်ပဲခိုးတယ်ဆိုလို့မလို့ကျမတို့ကကာခွေပြောပြလို့မရဘူးအဲ့တော့ဆိုရှယ်ပေါ်မှာအများသူငါကိုထုတ်လင်းပြသတဲ့သူတွေကစကားအပြောဆိုတွေအရန်တတိထားဆင်ကျင်မှုလို့ရတယ်နောင်လာနောင်သားတွေအတွက် ပကံဆက်သုံးချက်လောက်ခိုးတာမြန်กว่าဘာမှမဖြစ်ပါဘူးမရှိရင်ခိုးစားလို့ရတယ်မရှိရင်တိုက်စားလို့ရတယ်မရှိရင်လူစားလို့ရတယ်ဒီလိုဟာမျိုးတွေဟာဒါအများပြည်သူကိုအစိတ်ဖြစ်စေတဲ့ဟာတွေစကလုံးနေနော်ကျမတို့ကနောက်မျိုးဆက်ကိုဒီလိုမျိုးအစိတ်ဖြစ်စေတဲ့စကလုံးနေနဲ့ဒီဆယ်လီမာဆိုတဲ့သူတွေကဖြန့်ဝေလို့မဖြစ်ဘူးလှူကြလားလှူပါကိုကြံလားကိုပါကိုပဆန်နဲ့ကိုဟုတ်လားမှန်တယ်ထင်လို့လှုပ်တဲ့လှုပ်ရလှုပ်ပါဒါပေမဲ့ အများသူငါကို toxic ဖြစ်စေတဲ့အများသူငါကိုအဆိပ်ဖြစ်စေတဲ့ကိုယ့်ရဲ့ IQ level လောက်ပဲရှိတဲ့စကလုံးတွေကိုတော့မှန်ပါတယ်ဆိုပြီးတော့မှတော့မပြောတင်ဘူးအများသူငါကတချို့ကလည်းဘာဖြစ်လဲဆိုတော့ဟာဒီလိုညံရင်ညံသွေးမျိုးတွေနဲ့စိတ်ပြက်တယ်ကွာပြောပြရင်လည်းအယုဒ္ဓအနတ္တတွေနဲ့ဆင်းအောင်မယ်တူမဖြစ်ချင်တော့ပါဘူးကွာဆိုပါဇက်ပေါက်ပိတ်လိုက်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒါကြီးကအမှန်ဖြစ်သွားတယ်အမှန်ဖြစ်သွားတဲ့ခါကျတော့နောက်မျိုးဆက်တွေနောက်မျိုးဆက်တွေရဲ့ mindset တွေမှာအဲ့ဒါကြီးဝင်သွားတယ်ပကံ73ချက်ခိုးလဲခိုးတာပဲ မခိုးရဘူးမှားတယ်ဖနက်တရံခိုးလဲခိုးတာပဲမခိုးရဘူးမှားတယ်မခိုးတင်မူမခိုးရဘူးနော်ခိုးတာဟာမကောင်းဘူးနော်ဒါမျိုးပဲဖြစ်ရမယ်လीဟာမရှင်းလို့လုံစားမိတာမရှင်းလို့ခုံမိတာပကံလေး73ချက်စားဖို့တောက်ဖို့အဆင်မပြေလို့ခုံမိတာလေဘာဖြစ်သွားလဲပကံလေး73ချက်ကျွန်တော်သာဆိုရင်စိတ်နှွေးရွှေတွေခိုးမှာပေါ့တယ်လီဖုန်းဆိုင်တွေခိုးမှာပေါ့ မရှိရင်တိုက်စားမှာပေါ့လူစားမှာပေါ့ဟုတ်လားဒီလိုပြောလို့မရဘူးကျမတို့ကနောက်မျိုးဆက်ကိုဒီလို toxic တွေလုပ်လို့မရဘူးလှူခြင်းလှူပါ ကုခြင်းကုပါ စကားအစိတ်မခတ်ကြပါနဲ့စင်းရဲတိုင်းမခိုးပါဘူးကုခြင်းတရားကိုကင်ဆွဲထားပြီးတော့မှ ထမင်းရီတောက်နေတဲ့စင်းရဲသားတွေအများကြီးရှိတယ်စင်းရဲသားတိုင်းတခိုးမဖြစ်သွားဘူးစင်းရဲတိုင်းသူများပစ္စည်းမခိုးဘူးခိုးတယ်လို့ခိုးတာ ်ငတ်ရင်ပြန်ခိုးမှာပဲဗီဇနောက်ထပ်ပြောထားတဲ့အမရဲ့ view point လေးကိုလည်းစက်ကြည့်လိုက်အောင်နော်ကျွန်မကလည်းပတ်စံရှိလို့လေချမ်းသာလို့ဂုံမောက်တာမဟုတ်ကျွန်မပြပြမယ်နော်ဘယ်တော့အခါမှအကျင့်စာရိတမကောင်းတဲ့တခိုးချဘိုးသိအောင်မတနာနဲ့အရန်တနာနေရှင်တို့သားသမီးနဲ့ပေးစားလိုက်ရှင်တို့သားသမီးနဲ့ပေးစားလိုက်တနာနေတဲ့လူတွေပေးစားလိုက်ကျွန်မကတော့ရှင်းရှင်းပဲကျွန်မကျွန်မကတခိုးချဘိုးလုံးဝမတနာဘူးခိုးတယ်ဖွက်တယ် တွားရဲစခန်းတွားတွားထောင်နေတွားတွားတရားဥပဒေအရေးယူသူများပတ်စံအလကားလို့ချက်သူများငွေအလကားလို့ချက်နော်လောကကြီးမှာလှုပ်ဆရာလှုပ်တယ်အများကြီးရှိတယ်နော်နောက်ဆုံးငတ်နေတောင်းစားတထောင်းစားတွားလှုပ်သွားဖျားပွဲစင်းထဲမှာတထောင်းစားလှုပ်ရတယ်နော်မိန်းကလေးတွေငတ်နေတွားဒိတ်ခဲတွားလှုပ်သွားမလုံဖာတဲ့တွားလှုပ်သွား နော်လှုပ်ရှားလို့ရတဲ့ခစ်ကြီးမှာသူများပစ္စည်းကိုခန္ဓာကိုယ်လဲကိုကိုကိုမရောစားအာတွန်ခွန်ဆိုင်လဲဘာမှမစူးစားပဲနဲ့လူလစ်တာကိုချောင်းပြီးတော့ခိုးနော်ဟိုလွယ်လွယ်ကူကူငွေကိုသူများပတ်စံကိုလွယ်လွယ်ကူကူယူတဲ့သူကိုလေလုံးဝမတနာဘူး လုံးဝမတနာအောင် မြမပြေကလူတွေကအုံနောက်တရားလေးခြောင်နေခြောင် brain brain ခြောင်နေတယ်။သိလား။အခုခက်ကလေတရောင်းစားတယ်ဆိုလဲအဲ့လိုကလေးတွေကိုနှားတယ်ကလေးတွေကိုနှားပြီးတော့ကလေးတွေနဲ့လိုက်တောင်းစားတယ်လုံးဝမတနာအောင်လုံးဝမတနာအောင်ဘာကြောင့်မတနာရလဲလူသားချင်းမစာနာလို့လည်းမဟုတ်ဘူးလူသားချင်းကိုချင်းမစာတတ်လို့လည်းမဟုတ်ဘူး no တနာတဲ့ဆိုတဲ့အတိုင်းတာမှာတနာတဲ့တဲ့သူကိုတနာရတယ်။ နော်တနာထိုက်တဲ့သူကိုတနာရတယ်ဒါပေမဲ့အကျင့်စာရိတ်တရိုးရွင်းနေတဲ့သူကိုကျမနှလုံးသားမရှိကျမဘဝမှာကျမလည်းအောက်ခြေရတက်လာအစင်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 ကြိုးစားခဲ့တယ်သူများဝန်ထမ်းဘဝနေပြီးတော့ကျမရုန်းကန်ခဲ့ရတယ်ကျမတို့မိသားစုလည်းချမ်းသာတဲ့မိသားစုမျိုးကျမတို့မျိုးရိုးထဲမှာလည်းတခိုးမရှိဘူးချိုးမရှိနော် ကျမတို့ရုပ်ရရအလုပ်ကိုလုပ်ပြီးတော့ကျမတို့ကြိုးစားခဲ့ရတာဘဝမှာ နော်ကျမအမေတွေဆိုရင်ငငယ်ကအရန်စင်းရဲတဲ့ចောင်းမုတ်ဈေးတန်းလေးမှာသူများတွေကចောင်းမုတ်ဈေးတန်းလေးမှာနေနေကင်းနေလဲចောင်းဆင်းပြီဆိုဆော့နေတဲ့အချိန်မှာကျမတို့အမေတွေအတော်တွေနေကင်းနေလဲဆိုပြီးဒုတ်ထိုးရောက်လာတယ်အသားဒုတ်ထိုးတာမဟုတ်ဘူးเนาะအရွက်ဒုတ်ထိုးပဲရောက်လာတယ်အရင်မရှိလို့เนาะနေကင်းနေလဲသူများတွေဆော့နေတဲ့အချိန်မှာသူတို့နေကင်းမုတ်ဈေးတန်းမှာဈေးရောက်ပြီးညနေပြီးမုတ်ဈေးတန်းလေးတင်ပြီးသူများတွေနဲ့ចောင်းတက် နော်အဲ့လိုမျိုးဘဝကိုရုန်းကန်ခဲ့ရတာကျမလည်းအရန်ချမ်းသာတဲ့တထေးတော့မဟုတ်ဘူးနော်ဘဝကိုရိုးရိုးကျင်မြင်းမြင့်ကျင်နဲ့ကျမတို့ဘဝကိုရက်တည်ခဲ့ရတာအဲ့ဒီအတွက်ကျမတခိုးအားပေးတဲ့မှာကျမမပါဘူးဘယ်တခိုးမှကျမမတနာလဲမတနာဘူးသိလားအဲ့ post တွေတက်လာရင်ကျမအကုန်ဘလော့ပြစ်တာအဲ့ post တွေတက်လာရင်ကျမအကုန်ကြော်ပြစ်တာအရန်စောင့်မြင်ခဲ့ဖို့ကောင်းတယ်ဆယ်လီယူးတွေစောက်ယူးနိုင်ငံ စောက်ယူနိုင်တယ်ဒီဗီဒီယိုလေးကိုကြည့်ရှုတဲ့သူတွေအနေနဲ့လည်းနော်ဘယ်လိုမြင်လဲဆိုတာညီမရဲ့ comment လေးတွေမှာရေးပြသွားကြပါအောင်ရှင့်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံပေးကြမယ်ရှင့်